ားလုံးပဲမင်္ဂလာပါစေဝါကျွမ်းကျင် အကူတင်တန်း free online course လေးရနေပြန်လည်ကြိုးစားပါတယ်ဒီနေ့ပြောသွားမယ်အကြောင်းအရာလေးရတော့အရေပြားနဲ့အရေပြားမှာ ပေါက်တတ်တဲ့ပေါ့နော်မူယောကအကြောင်းနေရယ်ပြီးလို့ရှိရင်အဲဒီမူယောကတွေမှာသုံးရတဲ့ဆေးတွေပေါ့နော်လင်းဆေးတွေတောက်ဆေးတွေအကြောင်းကိုကြောပြသွားမှာဖြစ်ပါတယ် ဒီဆေးနာမည်ကတော့ဘယ်လိုခေါ်လဲဆိုရင်မိုက်ကိုနဇောလို့ခေါ်ပါတယ်မိုက်ကိုနဇောကတော့အရန်ကိုအတုံးများတဲ့အရေပြားအတွက်လိမ့်နေဆေးဖြစ်ပါတယ်ပုံလေးတွေပြထားတယ်เนาะဒီဘက်မှာပုံလေးတွေပြထားတယ်ဒီဘက်ကလည်းမိုက်ကိုနဇောပါတဲ့ခရင်ပေါ့เนาะအဲ့တော့ဒီဟာလည်းမိုက်ကိုနဇောခရင်ပါပဲ KO ထုတ်ထားတဲ့ဆေးပေါ့เนาะအဲ့တော့ဒီအရာဘာတွေတုံးတာလဲဆိုလို့ရှိရင်ဘာအတွက်တုံးရလဲဆိုလို့ရှိရင်ပေါ့နော် users က skin fungal infection ပေါ့ skin ဆိုတာအရေပြား fungal ဆိုတာ mold နော် skin ဆိုတာအရေပြာ fungal ဆိုတာ mold ပါ infection ဆိုတာကျတော့ကူးစက်တယ်ပေါ့နော်ကူးစက်တဲ့ရောဂါကိုပြောအဲ့တော့အရေပြာမှာကူးစက်တတ်တဲ့ mold ရောဂါကိုကူးတဲ့ဆေးဖြစ်တယ်ပေါ့နော် mycoplasma dose ကတော့ဘယ်လောက်အားလဲပေါ့နော်ဘယ်လောက်ပေးရမလဲဘယ်လိုပေးရမလဲဆိုတဲ့ဟာကိုပြောတာပေါ့နော် dose ဆိုတဲ့အသေးပေးရ dose ကဘာလဲဆိုလို့ရှိရင် apply on affected skin ပေါ့နော် မိုယောဂါဖြစ်တဲ့နေရာညာနာပေါက်တဲ့နေရာမျိုးတွေပေါ့နော်အဲနေရာမှာကိုလိမ့်ပြရမှာ ဖြစ်တဲ့တရက်ကို BD တော့2ချိန် TDS ဆိုတာ3ချိန်ပေါ့နော်အကယ်၍ BD နဲ့ TDS ကိုမသိဘူးဆိုလို့ရှိရင်ဒီ common abbreviation ဆိုတဲ့ lesson ရှေ့ရ lesson တို့ကိုပြန်တကြည့်ရမှာဖြစ်ပေအဲဒီမှာတော့အတူကောက်လေးအားလုံးကိုရှင်းပြသွားတာဖြစ်ပါတယ်အဲ BD ဆိုတာ2ချိန် TDS ဆိုတာ3ချိန် နှစ်ချိန်မို့ရင်သုံးချိန်ပေါ့နော်နှစ်ချိန်ဆိုရင်တော့မနက်ညသုံးချိန်ဆိုရင်တော့မနက်နေ့လေညပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း S directed by doctor ဆိုတာဆရာဝန်ညွန်ကြားတဲ့အတိုင်းပြလို့ရရဖြစ်တယ် it comes in the form of cream ဆိုတော့ cream အမျိုးအစားနဲ့လာတယ်ပေါ့နော်ဒါမြန်မာနိုင်ငံမှာအသုံးများဆုံးကတော့ cream အမျိုးအစားပဲဖြစ်ပါတယ်ဒီဆေးရဲ့နာမည်ကတော့ Griso Farben လို့ခေါ်ပါတယ် G R I S O Griso Farben လို့လည်းထွက်တယ် Griso Farben လို့လည်းထွက်တယ်အဲ့ဒီဟာတွေရဲ့ဘောနော်ဒီယောဂါတွေပဲယောဂါတွေမှာသုံးတာလဲဆိုလို့ရှိရင်အာ superficial ringworm infection superficial ဆိုတာကတော့အပေါ်ရံကိုပြောတာ ringworm ဆိုတာကတော့ပွေးကိုပြောတာဘောနော် ring ဆိုတာကတော့ lesser non worm ဆိုတာတော့အကောင်လေးပဲဘောနော် lesser လိုမျိုး အဲပုံစံလေးတွေဖြစ်သွားတယ်ပေါ့သူယောဂဖြစ်တဲ့ဟင်းညာရဲ့အကွင်းအကွင်းလေးတွေပေါ့နော်ဖြစ်သွားတယ်ဆိုတော့အဲ့တော့အကွင်းလေးတွေဖြစ်တယ်ဆိုရဲဟာကျွန်တော်ပွေးပဲပေါ့ပွေးဖြစ်လာပြီဆိုရင်အကွင်းလေးတွေအဲအကွင်းရတယ်ဖြည်းဖြည်းနဲ့အကြီးကြီးလာတာပေါ့နော်အဲအကွင်းလေးအဲ ring wall infestation ဆိုရဲဟာကိုပြောလို့ဆိုရင်ပွေးယောဂကိုပြောတာဖြစ်ပါတယ်အဲပွေးတွေဖြစ်တဲ့ဟာဘယ်မှာဖြစ်လဲဆိုရင် scalp တို့ပေါ့နော်ဥယျာဉ်ပြားတွေလည်းခိုင်ကြိုင်ဖြစ်တတ်တယ်ပေါ့နော်အဲ hair ပေါ့ဒီစပင်းတွေကြားအမွေးရင်းတွေကြား အရေးပြားပုံမှာဖြစ်တယ်ဆိုလို့ရှိရင်လည်းဒါတွေကလင်းလို့ရပါတယ်နောက်တစ်ခါကျတော့ athlete food ဆိုတာကျတော့ဒီအားကစားသမားတွေပေါ့နော်ခြေရည်တွေအများနဲ့ဆော့ပြီးတော့မှအဲလင်းချင်ခံလောက်ရတယ်ဆိုလို့ရှိရင်တို့ရဲ့ဒီခြေတော့တွေမှာချွေးတွေနဲ့ပေါ့နော်ပြီးတော့အဲလိုမိုယောဂါဆွဲကတ်တာ တွေပါလေဖြစ်လာတတ်တယ်အဲအဲ့လိုမျိုးဆိုလို့ရှိရင်เนาะဒီ crystal fabric ကိုတုံးကြတာများပါတယ် သူကဘလို့လာလဲဆိုလို့ရှိရင်ပေါ့နော်900 mg လာရှိတယ်150 mg လာရှိတယ် tablet ပေါ့နော် TAB ဆိုတာ tablet နောက်တစ်ခုကကျတော့လဲ cream form ပေါ့နော်အဲ cream နေနဲ့လဲလာရှိတယ်ဒါပေမဲ့အများဆုံးသုံးတာကတော့900နဲ့150 mg ကိုသုံးကြတာများပါတယ်ဒီစနမေကတော့ကီတိုကိုနဇောเนาะကီတိုကိုနဇောเนาะဒီဟာလည်းအသုံးများတဲ့ဆေးပဲပေါ့เนาะ ီတိုဂိုနာဇောဆိုတဲ့ဆီရလည်းအတော်များတဲ့ဆီပဲဖြစ်တယ်။ဘယ်နေရာမှာသုံးတာလဲဆိုရင်စူပါဗီရှယ်ဆိုတာကတော့အပေါ်ရင်စစ်စတမ်မစ်ဆိုတာကတော့ဒီအတွင်းပိုင်းကတွေးတွေထဲမှာတင်ဒီပိုးတွေရောက်နေရမျိုးဖန်ခဲ့ infection ညာဒီခန္ဓာကိုယ်အတွင်းပိုင်းနဲ့ဒီရောက်နေရမျိုးတွေမှာလည်းသုံးတယ်။ဒါပေမဲ့တော့ fungal meningitis ဆိုတာကတော့ fungal ဆိုတာမူပေါ့နော် meningitis ဆိုတာကတော့အုံနောက်အမီးရောက်တာကိုခေါ်တာပါ။ အဲ့တော့မူအကြောင်းဖြစ်တဲ့အုံနောက်အမေးရောင်မှာတော့ကီတိုကိုနှစောကိုမသုံးပါဘူး။နောက်တစ်ခုကကျတော့ trash trash ဆိုတာကျတော့ macu လို့အဓိပ္ပာယ်ပြရမယ်ပေါ့နော်။မြန်မာလိုကျတော့ macu ရှားပေါ်မှာပေါက်တဲ့ဟာလေးတွေပေါ့နော်။အဖြူရောင်အကွက်အကွက်လေးတွေကလေးတွေမှဆိုရင်လည်းဖြစ်တဲ့ပြင်းနေတဲ့လေးကလေးတွေကြီးလာတဲ့အချိန်တိုင်းလည်းဖြစ်ကြအများကြီး။နောက်တစ်ခုက dandruff dandruff ဆိုတာကျတော့ဘောက်ကိုပြောတာပေါ့နော်။ ခေါင်းဥယျာပြားမှာဖြစ်တယ်ပေါ့နော်ပြီးနောက်တစ်ခုကတင်းနီယာဗက်စီကာလာတင်းနီယာဗက်စီကာလာဆိုတဲ့ဟာကျတော့ဒီခန္ဓာကိုယ်ကြောတွေရဲ့လေဘင်းသားလေးတွေရဲ့ပါရဲ့ဘင်းသားလေးပေါ့နော်မျက်နှာရဲ့ဘင်းသားလေးတွေမှာအဖြူအဖြူရောင်အကွက်ကွက်လေးတွေဖြစ်ကြတယ်ပေါ့နော်အဲလိုမျိုးညင်းလို့ခေါ်မှာပေါ့နော်အဲဒီယောဂမျိုးတွေမှာလည်းတုံးတယ် Christopher Wayne Resistant Rainworm ဆိုတာအရှေ့ကပြောခဲ့တဲ့ Christopher Wayne ဆိုတဲ့ဆေးကိုတုံးပြီးမဲ့လည်းမတက်တာတဲ့ပွေယောဂတွေမှာတုံးတာဖြစ်ပါတယ် အဲ့ဒီဘက်ကပုံလေးတွေကြည့်မယ်ဆိုလို့ရှိရင်ဒီတစ်ခုကကြတော့ကီတိုကိုနဇောရှမ်ပူပေါ့နော်အာကီတိုကိုနဇောပါတဲ့ရှမ်ပူပေါ့ဒီဟာကကြတော့သုံးရင်တော့ဒီဥရပြကီတိုကိုနဇောနဲ့မတည့်တဲ့လူတွေဆိုရင်တော့တတိထားရမယ်ပေါ့နော်ဒါဟိုကြတော့ဒီမျိုးပေါင်းအရန်ထားတဲ့လူတွေဆိုလို့ရှိရင်ဒီကီတိုကိုနဇောရှမ်ပူလေးသုံးလိုက်တယ်တပတ်ကို2ချိန်လောက်သုံးတယ်ဆိုလို့ရှိရင်ဟိုမှာသူကဒီပေါက်ယောဂါမူယောဂါတွေကတော်တော်တက်တာလာတယ်ပေါ့နော် ောက်ထပ်ဒီရာလေးကကျတော့ ketoconazole tablet ပေါ့နော်ဒါ200 mg ပါတယ်ဒီရာကကျတော့ ketoconazole cream အဲ့တော့လိန်စေးလေးလာတယ်ရှမ်ပူနေနေလည်းလာတယ်တောက်စီနေလည်းလာတယ်ပေါ့နော်ဒီဟာဒီမှာရေးထားတဲ့200 mg tablet နဲ့နောက်တစ်ခုကကျတော့ cream form လည်းလာတယ်ပေါ့နော် cream form ဆိုတာဒီရာကိုပြောတာပါဒီမှာမှတ်ထားမယ်တစ်ခုကကျတော့ပေါ့နော် fungal infection ဖြစ်ပြီဆိုရင်တော့ ketoconazole ကိုထိတ်ဆုံးမှာမပေးကြပါဘူး first line drug ဆိုတာကျတော့ဥဆုံးပေးတဲ့ drug ပေါ့နော် ူဆုံးပေးတဲ့ drug ဆိုတာပထမဆုံးဘာလို့မပေးလဲဆိုတော့ side effect ကတော့သူက liver ကို toxicity ပို့ပြီးတော့အများစေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအသေးယောဂါရှိတဲ့လူတွေဆိုရင်ပိုတော့မှတတိထားမှာဖြစ်ပါတယ် fluconazole ဒီစီးနာမည်က fluconazole fluconazole ဆိုတဲ့ဆေးလေးကဖေးမှာတုံးတာလင်းဆိုလို့ရှိရင်တော့ vagina ဆိုတာ main မှာကို oral and esophageal ဆိုတာပါးစပ်ရယ်ပြီးလို့ရှိရင် esophageal ဆိုတာအစာမျိုးပြွန်လန်းချောင်းပေါ့နော်အဲ့ပေါ်မှာဖြစ်တဲ့ fungal infection တွေဆိုလို့ရှိရင်တော့ဒီ fluconazole ဆိုတဲ့ဆေးကိုအသုံးလာများပါတယ်အဲ့ဒီ fungal မှာမှမူမှာမှပေါ့နော်နာမည်ထပ်တက်ထားရယ် candida လို့ခေါ်ရမှာပေါ့နော် candida ဆိုတဲ့မူပိုးမျိုးစားနဲ့ဖြစ်တဲ့ရောဂါတွေမှာဆိုလို့ရှိရင်တော်တော်များများက fluconazole ကိုတုံးကြတာများပါတယ် အဲ့တော့သူကဘယ်လိုလာလဲဆိုလို့ရှိရင်တော့150 mg capsule ပေါ့နော် capsule capsule နဲ့လာတယ်။ဒါလေးကပုံလေးပြထားတာဖြစ်ပါတယ်။150 mg လာတယ် fluconazole ။ကုမ္ပဏီကတော့ Sandoz ပေါ့နော် Sandoz ကထုတ်တယ်ဟာလေး။ဒီဈေးနာမည်က clotrimazole clotrimazole နော် clotrimazole အဲ့တော့ဘယ်မှာသုံးတာလဲဆိုတော့ vagina နဲ့ yeast infection ဆိုတာမိမကူမှာပေါက်တဲ့ yeast ဆိုတာမိုရောဂါ ယူးယူးဆိုတာလည်းမူယောဂါပဲ fungal ဆိုတာလည်းမူယောဂါပဲအဲ့လိုမျိုးအကြံပြန်မှတ်ထားရမယ်နော် oral tract ပါးစပ်မှာပေါက်တယ်ဒီ mac hue နောက်တစ်ခါ vesicular ဆိုတာဟာကျတော့ဒီညင်းလေးတွေပေါ့နော်ညင်းလေးတွေပေါက်တဲ့ဟာမျိုးတွေမှာဆိုရင် clotrimazole ကိုသုံးပါတယ်လာရဲ့ပုံစံလေးကြည့်ရအောင် in the form of vaginal tablet vaginal tablet ဆိုတော့ဒီဘက်ကဟာလေးတွေလိုမျိုးပေါ့နော်ဒါလေးဆိုရင် vaginal suppository ဆိုတဲ့ဟာလေးကြီးထားတယ်သုံးလုံးပါတယ် တလုံးတလုံးကိုဒီတိုင်းပဲပကြိုင်နေပေါ့နော်ဒီမင်းမကိုရဲ့အတွင်းပိုင်းတဲ့အထည်ကိုထည့်ထားပြီးတော့မှဒီစီးရအရေးပြောသွားပြီးအဲ့ဒီမှာရှိတဲ့အမှုယောဂါကိုတက်တာစရာဖြစ်တယ်ဘလို့တော့အောင်လဲဆိုတဲ့ဟာတော့ဆရာဝန်ကနေညွန်ကြားမှာဖြစ်ပါတယ်နောက်တစ်ခုကကြောင့် in the funnel cream cream ဆိုတာဒီဘက်ပြင်းနာမှာပြလာတဲ့လိန်စီပေါ့နော် combine with တခြားခိုင်ကြလို့ရှိရင်လည်းဒီလိုမျိုး beta methazone ဆိုတဲ့ steroid တစ်မျိုးနေပေါ့နော်ရောပြီးတော့လည်းဒီ ပရိုထိုင်မစောကလာပါတယ်အခုဒီမှာပုံမှန်ပြထားတဲ့ဟာကတော့ဒီတမျိုးလေးပါတာဖြစ်တယ်ပရိုထိုင်မစောတမျိုးလေးပါတာဖြစ်ပါတယ်နောက်စီတမျိုးကတော့ nist stating ပေါ့နော်အတန်ထွက်က nist stating n y s t a t i n ဆို nist stating လို့ဖတ်ပါတယ်အဲ nist stating ကဘာကြီးသုံးတာလဲဆိုလို့ချင်းတော့ orange pharyngeal candidiasis လို့ခေါ်ရပါတော့ ဒီ orange frangie ရဲ့ဆိုတာကျတော့မဆန်တဲ့လေချောင်းမှာပေါက်တဲ့ candidiasis ပေါ့နော် orange trash ပါပဲတကယ်ကျတော့ဒီဟာကျတော့အတုံးအတစ်ကိုပြပြတော့ဖြစ်တယ်ရတယ်ဒါတွေကအလွန်မကျက်လဲကိစ္စမရှိဘူးပေါ့နော်ဘယ်မှာတုံးတာလဲဆိုရင်တော့ဒါတော့မှတ်ထားရမယ် orange trash orange trash ဆိုတာတော့ macky ပေါ့နော်ပြန်ဒီ GI gastrointestinal ဆိုတော့ဒီအစာမျိုးပြွန်လမ်းကြောင်းမှာရှိတဲ့မူယောဂါပေါ့နော်အဲမူယောဂါကြောင့်အဲမူယောဂါကြောင့်ဖြစ်တယ်ဆိုလို့ရှင်တော့ diarrhea ဖြစ်တတ်တယ် diarrhea ဆိုတာကတော့ဝင်းလျှောတာပေါ့နော်အဲ့တော့အဲ့လိုဝင်းလျှောတာလေးပါလေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်မူရောကကြောင့်ဖြစ်တယ်ဆိုရင်တော့ nystagmus ကိုတောင်းရမှာဖြစ်တယ်ပြီးနောက်ထပ်တောင်းလို့ရတဲ့ဟာတွေကလည်းအများကြီးရှိပါတယ် vaginal နဲ့ candidiasis တဲ့ candida infection of skin အရေပြားမှာဖြစ်တယ်ဆိုရင်လည်းရတယ် nail nail ဆိုတာကတော့ဒီလက်သေးခွန်မှာဖြစ်တာပေါ့နော်နောက်တစ်ခုအိုင်းမျက်လုံးမှာဖြစ်တယ်ဆိုလို့ရှိရင်လည်းတောင်းလို့ရပါတယ်တဲ့အဲ့မဲ့အများဆုံးတောင်းတာကတော့ဒီ ဆက်ချတဲ့ဒီပါဇက်မှာချတဲ့စီးရီပေါ့နော်အဲဟာအဲအတွက်ကိုပဲသုံးတာများပါတယ်ဂျန်နဲ့ဒီဒီမျက်လုံးတို့ဘာလို့ကတော့တိတ်မသုံးကြပါဘူး it comes in the form of oral suspension ဆိုတာအရည်ပဲအရည်ဟိုမှာသူကဒီလိုမျိုးပေါ့နော်အဲပျော်လေးတစ်ခုပါမယ်ဒီထဲကိုထည့်ပြီးတော့ဆုပ်လိုက်မယ်ဆုပ်ပြီးရင် ရှာပေါ်မှာပေါက်တယ်ဆိုလို့ရှိရင်ရှာပေါ်မှာပေါက်တဲ့မက်ကျူတွေကိုအဆက်လေးချလိုက်ရုံပဲအဲဆိုရင်တက်တာတော့မှာပေါ့နော် Lawrence Crane ပေါ့နော်နောက်တစ်ခုကကျော် Lawrence Crane Lawrence Crane ဆိုတာကကျတော့ဒီဝဲကိုပြောတာပေါ့နော်ဝဲကိုတုံးတဲ့ဈေးပေါ့အဲဝဲဆိုရယ်နာမည်ကဘာလဲဆိုလို့ရှိရင်ယောဂနာမည်က Scabies လို့ခေါ်ရဲ S A B I E S Scabies Scabies ဆိုတာဝဲနော် Lawrence ဆိုတာကကျတော့ဒီဈေးရဲ့နာမည်က Lawrence Crane လို့ပြောတာဖြစ်တဲ့အတွက်ဒီမှာ Lawrence Crane လို့ရေးထားပြရဖြစ်တယ်နော်ဒီဒီဈေးကိုဘယ်လိုသွားမလဲဆိုတော့ဆရာဝန်ကြားတဲ့အတိုင်းပဲသွားပါမယ် ဘလိုပုံစံလာလဲဆိုတော့ခရင်ပုံစံပဲလာရပါတော့ဒီဆေးကဘာတွေပါလဲဆိုလို့ရှိရင်တော့ဒီနားမှာရေးထားရင်ပါမီတရင်လို့ခေါ်တဲ့ဆေးပါတယ်ဗောနော်ဒါပါမီတရင်ပါမီတရင်လို့ခေါ်တဲ့ဆေးပါပါတယ်အဲ့တော့ဒီနေ့ပြောသွားတဲ့အကြောင်းအရာလေးတွေကတော့အရေပြားမှာ ဖြစ်တတ်တဲ့အမှုရောဂါတွေကိုသုံးတယ်ဒီလိန်ဆေးတွေအကြောင်းဖြစ်ပါတယ်နောက်ထပ် lesson တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ antibiotic နော် use in skin infection skin infection တွေမှာ ဖြစ်တတ်တယ်ပေါ့နော်ပိုးတွေကြောင်းဖြစ်တဲ့ဒီလိုမျိုးရောအနာဆိုလို့ရှိရင်နော်ဒီ antibiotic ဆိုတဲ့နော်ပိုတက်ဆီကိုတောင်းအားมาဖြစ်ပါတယ်အဲ့တော့ဒီပိုတက်ဆီတွေဘာကြောင့်တုံးလဲဆိုတဲ့ဟာလေးတွေရပါတော့နောက်ထပ်သင်ခန်းစာတစ်ခုမှပြောတော့မှာ ဖြစ်ပါတယ်အဲသင်ခန်းစာအသစ်တွေကိုအမြင်နဲ့အမြင်နဲ့စနေနဲ့တနင်္ဂနွေ ည8နာရီမှာတင်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ lesson လေးတွေဒီ course လေးကတော့နလအလောက်ကြာမြင့်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် lesson တစ်ခုမှာပြန်တွေ့ကြရပါတော့เนาะ